အပစုတ်7ဆောင်းမာရိုဘီယင်မှာလည်းစစ်တပ်ရမကိုမလိုလားပဲညဉ့်ညံ့ရေးကိုပဲလူချင်းပေးမယ်။ကြာလာရင်အချင်းနေတွေကပူဆိုးလာမှာဖြစ်တာအကြောင်းစစ်ကြီးညာတာကိုလက်ခံလိုက်ရကလက်မထူပေးလဲရပါတယ်။အဒီနောက်မှာတော့ပထမစစ်ပွဲကတပတ်ကြာမြင့်ခဲ့ပြီးဘီယင်မကပဲအနိုင်ရတော့ခဲ့တာအကြောင်းလူစီကလည်းပြိုနေခဲ့ကစိုက်တိုကတော့အေးစင်းနေခဲ့ပြီးဒီပတ်ကြီးချင်းကျောင်းသူဝတ်ဆောင်ကိုတွေ့တော့တာအကြောင်းအရန်ပြော့တော့ခဲ့ကချက်ချင်းပဲဝင်လိုက်ပါတော့တယ်။အဒီနောက်မှာတော့စိုက်တိုကလူစီကိုဝတ်ခိုင်းရင်မလာမန်းတိတာအကြောင်းဘသူကိုဝတ်ခိုင်းရမလဲလို့စဉ်းစားနေခဲ့ကလူစီကတော့စိုက်တိုတယောက်အင်ကြီးတထည်တဲ့နဲ့ယူသွားပြီလားလို့ထင်နေခဲ့ပါတယ်။ မှာတော့တနမမကဒေါ်ရာထွက်နေခဲ့ချိန်ဂျူလီယန်နဲ့တွေ့သွားပြီးစိုက်တိုနဲ့လူစီတို့ကိုပါခေါ်လိုက်ကသူကဘီယင်မရဲ့ခွင့်ပြုချက်ကိုရထားပြီးမွန်ချောင်းတို့ရဲ့အောက်ကထိတ်တန်လိုဝဲဖိုင်တွေကိုတွားကြည့်ဖို့လုပ်ပြီးမြောင်းအုပ်ကြီးကသူ့မှာအမိန့်ဆောင်မကြတေးတာကြောင့်တကားကိုဖွင့်ပေးလို့မရကြောင်ပြောတော့ဂျူလီယန်လည်းအဲ့ဒီနေရာဟာလွန်ခဲ့တဲ့နှစ်တထောင်ကဆောက်ထားတာဖြစ်ပြီးအန်ဒီယဲလေးများကလုံခြုံရေးရမော်ပညာကိုလည်းတားမြစ်ထားကြောင်ပြောပြလိုက်ပြီးမြဲတနမမကတော့လက်မခံမဲသူကတူရီကောင်ဖြစ်တာကြောင့်ဘာအန်ဒီယဲနေနေမကြောက်ဘူးလို့ပြောနေတာမို့စိုက်တိုလည်းတနမမအရင်ကြည့်နေတဲ့စာဆောင်ကဘာကြောင့်မို့လို့လဲလို့မေးလိုက်ချင်တနမမလည်းတူရီ ရန်သူရဲ့အကြောင်းလို့ပြောလိုက်ကဂျူလီယာကလည်းသူတို့ကအဖွဲသားတွေဖြစ်တာကြောင့်အတူတူတွားဖို့ပြောလိုက်ပြီးစိုက်တိုကိုတော့ညီအကိုလိုပဲဆက်ဆက်ရအောင်လို့ပြောချင်စိုက်တိုကစတိန်ထောက်တော်ခဲ့ကလူစီကတော့ထူဆန်းတဲ့မော်ပညာတုံးနိုင်တာကြောင့်တကားကိုဖွင့်နိုင်လောက်မှဖြစ်ကြောင်းပြပြလိုက်ပါတယ်အလိုနဲ့စိုက်တိုလည်းလူစီတုံးနိုင်တဲ့မော်ကပေါက်ကွဲစိတ်နိုင်တာတခုလေးပဲဖြစ်ကကိုနီယာဒီနီယာတွေကိုပဲအတေးစားပေါက်ကွဲနိုင်တာဖြစ်ကြောင်းပြောချင်လူစီလည်းဒေါ်ရထွက်သွားတာကြောင့်သူ့ရဲ့အတေးစားပေါက်ကွဲမှုကိုပြလိုက်ပါတယ်အဒီနောက်မှာတော့၄ယောက်သားလည်းလူစီရဲ့အမကြီးကိုပဲအခုညီတောင်းမှုတွားခေါ်လိုက်ကတစ်ဖက်မှာတော့မိကစိုက်တိုပြထားတဲ့ဝတ်စုံကိုဝူကြီးကတဘောက ြပါမလားလို့တွေးပြီးစိုက်တိုစီကိုတော်ဖို့လှုပ်ချိန်မင်္ဂလီတက်စင်ခန်းလေးကိုဝင်သွားတာတွေးလိုက်ပါတယ်တကားပေါ်ရောက်တဲ့ချိန်မှာတော့လူစီရဲ့မကြီးကတကားပေါ်ကိုတိချကြည့်ပြီးအစင်တုံးစင်းနဲ့ပိတ်ထားမန်တီကအလွယ်လေးဖွင့်လိုက်နိုင်ခဲ့ပါတယ်အဒီနောက်မှာတော့တနမမကတယောက်တည်းဝင်ဖို့လှုပ်နေတာကြောင့်အကုံလုံးကလည်းသူတို့ဘာအတူလိုက်ဝင်မှဖြစ်ကြောင်းပြောနေတုံးဆရာပြောင်ကြီးကရောက်လာခဲ့ကတနမမကိုကျောင်းကြီးရဲ့ခွင့်ပြုချက်မပေးဘူးမလားလို့ပြောလိုက်ပြီးကျောင်းကြီးကခွင့်ပြုချက်မပေးဘူးမလားလို့မေးလိုက်ပြီးတနမမကလည်းအဲ့ဒါတွေကိုဂယုမဆိုင်တာကြောင့်အတူလိုက်ဝင်လိုက်ကတနမမကနောက်ဘက်ကျရင်ဘရင်မလည်းရှီတန်းတော်အောင်မှဖြစ်တာက ြောင့်သူကလည်းတက်တော့ဆောင်အနေနဲ့လိုက်တော်ရောင်းမှာဖြစ်ပြီးမကြခင်ဒီကိစ္စကိုမတွားခင်ဒီကိစ္စကိုအပြည့်ရှင်းချင်တာဖြစ်ကြောင်းပြောပြနေတော့အနောက်ကနေလူတယောက်ကလိုက်လာတာကိုရိပ်မိပြီးမီးနဲ့တရားကြည့်လိုက်ချိန်မိဖြစ်နေခဲ့ကစိုက်တိုကိုတူဝှထားတာကိုလာလာလို့မင်းနေပြီးစိုက်တိုကလည်းကြည်နေနေခဲ့ကမိကစိုက်တိုရဲ့မျိုးမှလည်းအဲ့လိုဝတ်တာဖြစ်ကြောင်းပြောပြီးတကယ်ကတော့လူစီရဲ့စကက်ဖြစ်နေတာကြောင့်ဒေါ်တော်ထွန်းနေကစိုက်တိုကလူစီလိုရင်နာတေးသေးလေးမဟုတ်တာကြောင့်ပူလာတယ်လို့ပြောချိန်လူစီလေးပောက်ွယ်တော်ခဲ့ကမော်စွန်းနဲ့ပောက်ွယ်မှုတွေကိုဖြစ်စေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဝင်ပေါက်တွေကပိတ်သွားတာကြောင့်ရှစ်ဆက်တော်ဖို့ပဲအကြောင်းဖက်လာကလန်တျှောက် လုံးဆိုင်တို့ကမိတ်ကိုတကြီးကြီးလုံးနေပြီးဂျီနက်နေတုံဂျူလီယက်ကစိုက်တိုရဲ့မျိုးကမင်းကလေးတွေကအလို့ဝတ်စားတွေဝေပြီးစစ်တိုက်ထွက်ကြတာလာလို့မေးချင်းစိုက်တိုလည်းသူတို့မျိုးမှာကျောင်းသူကျောင်းသားတွေကစစ်တိုက်စရာမလိုကြောင်းပြောပြလိုက်ပြီးဂျီဟာပြောင်ကြီးကလည်းစိုက်တိုရဲ့မျိုးကိုအားကြနေခဲ့ပါတယ်အဒီနောက်မှာတော့တနမမလည်းစစ်ပွဲအတွင်းမှာနိုင်ငံအတွက်ကျောင်းသားတွေကိုတိုက်ခိုက်နိုင်အောင်တင်ပြပေးရမှာကစီအာရီရဲ့လုပ်ပယ်လို့ပြောလိုက်ချင်းဂျီဟာပြောင်ကြီးကလည်းသူကစစ်ပွဲတွေကိုလူလာတဲ့သူတွေကလည်းစစ်ပွဲမှာတဖျက်နေကြတာတွေကိုမတွေ့ဘူးလို့ပဲလို့ပြောလိုက်တယ်တနမမကလည်းသူကကြုံဘူးတာကြောင့်စစ်ပွဲအကြောင်းကိုကောင်းကောင်းတီးတယ်လို့ပြောလိုက်ကဂျီရဲ့မျိုးဟာစစ်သားတွေရဲ့မိ ီးမြိုက်ခြင်းကိုခံလိုက်ရပြီးတဖြတ်တာတွေကိုလည်းသူမျက်စိနဲ့တအံ့မြင်ခဲ့ကြောင်းပြောချိန်ဆရာပြောင်ကြီးလည်းလွန်ခဲ့တဲ့နှစ်20ကကိစ္စမှာလွံ့မြောက်တော်တဲ့ကလေးလားလို့ထင်တော့ခဲ့ပါတယ်အဲ့လိုနဲ့တနမမလည်းလစ်မန်အပြင်ရွာကမီရှူရဲတူကတတရှိမှန်တီးတာကြောင့်အမတ်တန်းတွင်ကိုရှောင်ဖို့လုံနေတာဖြစ်ကြောင်းပြောပြီးလန်ရှောင်းနေတော့အလင်းရောက်ထင်းနေတဲ့ဝင်ပေါက်ကိုတွေ့တော့ခဲ့ကဒါတကူပဲရှိတဲ့နေရာကိုရောက်ပြီးမိကလန်သွားတာကြောင့်စိုက်တိုကိုပြိဖက်လိုက်ချိန်စိုက်တိုကလည်းအေးပြောနေတာကြောင့်လူစီလည်းစိတ်ဆိုးသွားပြီးအခန်းပြန်ရောက်ရင်တေးပြီးတာမတ်ဆိုပြီးချိန်နေခဲ့ပါတယ်တရားပေါ်မှာဆရာပြောင်ကြီးကတနမမကိုရှာတွေ့ပြီးဆိုရင်ဘာလုံးမလဲလို့မေးလိုက်ကတန နမမကလည်းတူတူတူတက်မဘဲလို့ဖြီလိုက်ပါတယ်အဲ့လိုနဲ့စီယာပြောင်းကြီးတဲ့အတန်းငယ်လေးနဲ့ချစ်တူရှာတင်ကြောင်ပြောတော့တနမမလည်းသူ့အတူဘေးမရတာကိုအဲ့ဒါတွေကိုစိတ်မဝင်စားဘူးဆိုပြီးဖုံးပြီးလိုက်ကမိကတော့လူစီကိုတနမမဟာမင်္ဂလီရီကိုပဲတဘောကြတာဆိုပြီးတီတူပြောလိုက်တော့လူစီလည်းချက်တော်ခဲ့ကအပေါဝါရောက်တဲ့အချိန်မောပညာတုံးပြုတ်ရင်အန်ဒီရဲ့ကြီးကြီးရောက်လိမ့်မယ်လို့တတိပေးထားကအထဲမှာတော့မတန်ဖိုင်နေနဲ့ပြည်နေခဲ့ပြီးအချိန်တော်တန်ရှာနေတုံးစိုက်တုကစီယာပြောင်းကြီးကိုတနမမအားကြိုက်နေတာလားလို့မေးလိုက်ပါတယ်အဲ့လိုနဲ့စီယာပြောင်းကြီးလည်းတူမှာအဲ့လိုတွေးရမရှိပဲအခြားတွေးပဲရှိကြောင်ပြောကလူစီက ရှာနေတဲ့မှတ်တမ်းကိုတွေ့ရခဲ့ပြီးတနမမလည်းတိကျဖက်နေခဲ့ပါတယ်။တစ်ဖက်မှာတော့မိကစာအုပ်များကြီးတဲ့ပြီးလေတော်ရာအကြောင်းအမကြီးကစူပြီးတတိလက်လွတ်နဲ့မော်ပညာကိုတုံပြူလိုက်မိတာအကြောင်းရုတ်တရက်မြေရီပြူကြောလာပြီးအပြင်ကိုချက်ချင်းထွက်ဖို့လုပ်ကြကတနမမကတော့ကတ်တင်ရဲ့နမီကိုရှာနေပြီးနောက်တရွတ်ကြည့်ချင်းပြင်းနေတာကိုတွေ့ရခဲ့ကအခြားတနည်းရာကိုရှာဖို့လုပ်ပြီးမယ်စာအုပ်တွေကပြူကြလာတာအကြောင်းခြေထောက်မှာဒဏ်ရာရတော်ခဲ့ပြီးဆရာပြောင်ကြီးကသူ့ကျောပေါ်တင်လိုက်ကတစ်ဖက်ကိုအမြန်ပြီးသွားချိန်အရင်ကအဖြစ်ပြက်နဲ့စင်တူနေခဲ့ပါတယ်အဒီနောက်မှာတော့တနမမကတူရှာကြည့်ခဲ့ပြီးမယ်နမီရီထားတဲ့စာရွက်ကပြင်း နေခဲ့တာဖြစ်ကြောင်းပြောတော့သူစမ်းနေပြီအဲ့ဒီနေရာကိုရှာနိုင်တဲ့လူကဖြေထားတဲ့ဆောက်ရွက်ထဲမှာပါရဲသူဖြစ်နိုင်တယ်လို့ကောက်ချက်ချနေတော့လူစီကြောင့်အပေါက်ပိတ်နေတဲ့နေရာကိုရောက်သွားကစိုက်တူလေးနားလေတော်ပြီးချက်ချင်းပဲမိန်းနဲ့ဖွင့်ကြောင်နေတော့ဒေါ်ရပြတ်ထွက်သွားတဲ့လူစီလည်းပောက်ကွဲမှုကိုပြန်လုံးလိုက်ရင်အပစုတ်7လေးကတော့ပြီးဆုံးတော့ခဲ့ပါရဲ့ဗျအားလုံးကိုကျေးဇူးတင်ပါတယ်